အားလုံးပဲမင်္ဂလာပါဆရာကတော့ grade 12မြန်မာစာကိုသင်ကြားပေးမယ်ဆရာစင်မင်းတွန်းဖြစ်ပါတယ်ဒီနေ့ဆရာသင်ကြားမယ့်သင်ခန်းစာကတော့မြန်မာစာအပိုင်း3အရေးသင်ခန်းစာတွေကအခန်း3ဖြစ်တဲ့ရေးဟန်မျိုးမျိုးကိုအသုံးပြုခြင်းသင်ခန်းစာထဲမှာရေးဟန်ဤအသွင်ပြင်းသုံးတဲ့သင်ခန်းစာပဲဖြစ်ပါတယ် ။ဒီသင်ခန်းစာကိုတင်ကြားရတဲ့ရည်ရွယ်ချက်ကတော့စာရေးသားဟန်၃မျိုးကိုသိရှိနားလည်စေရန် လက်တွေ့အသုံးချရေးသားတက်စီရန်လိုပဲဖြစ်ပါတယ်။ဆရာအခန်းထဲမှာဆိုရင်ဒီဒီအစီစာရေးသားတဲ့ခါမှာစီစဉ်ကောင်းလက္ခဏာ၃ရက်တို့စီစဉ်နော်ရေးသားပိုင်းနဲ့တင်ပြပြီဆိုရင်ဒီခါမှာရေးဟန်နဲ့ပတ်သက်ပြီးတော့ဒီခန်းမှာတင်ကြားရမှာဖြစ်ပါတယ်။ရေးဟန်ဤတင်ပြ၃ရက်စကားပြေကိစ္စတွင်ရေးဟန်ဟူသောစကားကိုနိနမိတ်အတိုင်းအတာအမျိုးမျိုးဖြင့်အသုံးပြုလေးရှိပါသည်။ အသုံးပြုရာနံနမိတ်ကိုလိုက်၍ရေးဟန်ကိုတွင်ပြင်သုံးရန်ခွင့်နိုင်ပါသည်။ခန်းနှစ်မှာတင်ခဲ့ရတဲ့အကြောင်းအရာရေးချယ်မှုမှာနံနမိတ်ကန့်တက်တာနဲ့ပတ်သက်ပြီးတော့ဒီရေးဟန်ဆိုတဲ့စကားဟာလေဒီနံနမိတ်အတိုင်းတာမျိုးမျိုးအသုံးပြုလေးရှိပါတယ်။အသုံးပြုတဲ့နံနမိတ်ကိုလိုက်ပြီးတော့ရေးဟန်ကိုသုံးမျိုးခွဲခြားနိုင်ပါတယ်။နံပါတ်၁ကခိအီတွင်ပြင်ခိတခိဟူသောအတိုင်းတာနံနမိတ်ဖြင့်ရေးဟန်ဟူသောစကားကိုသုံးတက်ကြပါသည်။သူတဘောရရေးဟန်ဟူသည်ခစ်တခစ်တွင်ရေးပူရအဖြစ်တွေးရသောတွင်ပြင်လက္ခဏာဖြစ်ပါသည် တရကအဖြစ်ပကံခိစကပြေများတွင်တွေ့ရသော ရေဘူးရလက္ခဏာများကို ပကံခိစကပြေရေဟံအင်းဝါခိတွင် တွေ့ရသော ရေဘူးရလက္ခဏာများကို အင်းဝါခိစကပြေရေဟံစသည်ဖြင့်ခိအတိုင်းအတာယနန္နမိတ်သတ်မှတ်ခြင်းမျိုးဖြစ်ပါသည်တခိမတခိတို့ယူလီယားလာသည်နှင့်အမျှရေဘုံရေဟံများပြောင်းလာရသည့်အလျောက်တခိနှင့်တခိရေဘူးရတွေ့ရသောတွင်ပြင်လက္ခဏာချင်းခြားနားမှုအနည်းနှင့်အများရှိလာရပါသည် ထို့ကြောင့်လည်းပကံခိစကပြေရေဟံအင်းဝါခိစကပြေရေဟံစသည်ဖြင့်ခွဲခြားနိုင်ခြင်းဖြစ်ပါသည်ပကံခိစကပြေရေဟံကိုတရကပြပါမည်အဆိုရင်ခိဤအသွင်ပြင်မှာဆိုရင်ဆိုရယာခိကိုလိုက်ပြီးတော့ဒီပကံခိမှာတုံးခဲ့တဲ့ဒီရေဟံရှိမယ်ဒါဆိုသူ့ရဲ့ဒီပကံခိမှာတုံးလုံးခဲ့တဲ့စကပြေတွေမှာတွေ့ရတတ်တဲ့ရီပူရဲ့လက္ခဏာတွေနဲ့ ဒီအင်းဝါခေတ်မှာတွေ့ရတဲ့ဒီစကပြေတွေမှာတွေ့ရတဲ့ဒီအင်းဝါခေတ်စကပြေရေဟန်တို့ကလည်းဒီခေတ် data အလျောက်မတူညီတာတွေ့ရမယ်သုံးနှုံထားတဲ့စကလုံးတွေအဲ့ဒါကိုပြောပြီးတော့သူကနန်နမိတ်ကိုကန့်တတ်ထားတယ်ပြီးတော့သူတို့ရဲ့ရေဟန်ဝါကြတီဆောက်ပုံစလုံးသုံးစုံပုံကလည်းစလုံးသုံးတဲ့ပုံကလည်းเนาะမတူကြဘူးအခေါ်ဝေါ်တွေလည်းမတူကြဘူးအောက်မှာတတကားလေးရှိပါတယ်ဒီမှာတတကားတစ်ကိုကြည်ရဒါဆိုရင်ပကံခေတ်ကဒါအေးသားလို့ပြောလို့ရပါတယ်ဖျားသခင်တဒနာအနှစ် 1628နှစ်လွန်လီပြီးရကဤအရိမရပူရမြည်တော်ပြည်နိုင်အာဂျီတရီဘူဝနာဒီကြဓမရိမြည်တော်မင်းကိုမင်းဤပေမယားတျောက်တော်ကတရီလောကဝရံတကာဒေဝီမြည်ဤထိုပေမယားတတ်တမှုလေယာစကုမာရမြည်ဤထိုမင်းသားကျွန်သုံးရွာတီပေမယားအာဘေးဤထိုပေမယားတည်ခဲ့ရာက ထိုပေမယားတန်စာနှင့် ထိုကျွန်သုံးရွာတော်နှင့်တီး ထိုပေမယတာယာစကုမာမြည်တော်မြည်တော်အာမင်းပေတုံဤဆိုရဲဒါကဗကံခင့်မှာတုံးခဲ့တဲ့အရေးသားဖြစ်ပါတယ်ဒါကိုကောက်နှုတ်ထားတာကတော့ယာစကုမာရကျောက်စာအကြောင်းရင်းတစ်ကနေပြီးတော့ဒီ73ဒီပါလေကောက်ထားတာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်နှစ်ခုနောက်နောက်ထပ်တရကတစ်ခုဟာနမနှစ်ကနှလုံးမွေးလျော်ပွဲရှိသောအရိမဏပူရမြည်သောတိ၌အာအချင်းမင်းစကားမျက်စွာသောတရားမင်းတီထိုမင်းဤအမတ်တရာကား အတဝမီဤတီအကျန်းတင်သောမင်းအမတ်တီထိုအမတ်ဤတင်းကြိုင်၌ဂူကာတရာစွာရှိ၍မယားပြုကြတည်းဒီတရကနှစ်ခုကိုကြည့်မယ်ဆိုရင်တရကနှစ်ခုများဖြင့်ပကံခိစကယ်ပြေပြောဟန်ကိုအပြည့်စုံသိနိုင်သည်ဟုဆိုလိုခြင်းမဟုတ်ပါသို့တော်အစင်တင်ရာဆွဲထုတ်ပြထားသောဤတရကနှစ်ခုမှာပင် ပကံခိစကယ်ပြေဤ ရေဘူးရအသွင်များကိုတွေ့နေရပါတယ်။ဒါဆိုရင်စကူပြောထားတဲ့ဟာဒီကြောင့်ဒီအကြောင်းအရာကိုပြောတာမဟုတ်ဘဲနဲ့ဒီဗကန်ခင်မှာတုံးတဲ့စကပြေရေးဟန်ကိုကျွန်တော်ကလေ့လာသိခြင်းလို့သိစေခြင်းလို့ပါဒါနေပြောပေါ်ပြတာဖြစ်တယ်။ဒီတရကနှစ်ခုမှာဆိုရင်ဗကန်ခေစကပြေရဲ့ရေဘူးရအသွင်ပြင်တွေကိုတွေ့ရှိရပါတယ်။ရမဆာတုံးတဲ့အပယ်မရစကလုံးဟာဒီဖြစ်ပြီးတော့ဒီမှာဆိုရင်အမတ်ကြွာဆိုတဲ့စကလုံးတွေတုံးတဲ့အမတ်ကြွာပြီးတော့အမအပယ်မရ ဒါတွေကဒီ vegan ခင်မှာတုံးနေတုံတုံအောက်မှာလည်းတရခအနေနဲ့ပြန်ရှင်းပြခလာတွေ့ရပါလိမ့်မယ်။စကားသုံးပုံကိုကြည့်ရတော့တစ်ဒီတရခတစ်မှာဆိုရင် တွေ့ရတဲ့ပယ်မယာဖူသောစကားသည် vegan ခင်သုံးစကားဖြစ်ကြောင်းတွေ့နိုင်ပါသည်။ချစ်လစွာသောမယာလို့အဓိပ္ပာယ်ရပါသည်။ vegan ခင်ဦးပိုင်းမှာသုံးသောစကားဖြစ်သည်။နောက်ပိုင်းတွင်မိဘယာဟူသောစကားကို အသုံးများပါသည်။တရခနှစ်မှာဆိုရင်နှစ်မှာအမက်ဒရာဆိုတဲ့ဟူသောစကားမှာလဲ အမတ်နှစ်တူတူပင်ဖြစ်ပါသည်ပကံခိသုံးစကားဖြစ်ပါသည်ပေမယာအမတ်ကျွာတို့ကိုယခုခိစကပြေတွင်မတွေ့ရတော့ပါတို့ဖြင့်စကားသုံးရာတွင်ယခုခိနှင့်တွင်ပြင်ဟန်ပန်ခြင်းကွာပုံကိုသိနိုင်ပါသည်ဒါဆိုရင်ဒီတရခတက်မှာဆရာတွေ့ရတဲ့ပေမယာဆိုတဲ့စကားဒီတာပကံခိကသုံးခဲ့တဲ့စကားဖြစ်ကြောင်းတွေ့ရမယ်မြန်မာလိုဆိုရင်ဆရာတွေကချစ်လှစွာသောမယာလို့အဓိပ္ပာယ်ရတယ်ဒါပကံခိဟူးပိုင်းမှာသုံးခဲ့တဲ့စကားဖြစ်တယ်ပြီးတော့ ဒါနောက်ဘက်မှာဆိုရင်အဲ့ရစာဆရာမီဘရာဆိုပြီးတော့အတုံးများလာကြတယ်။ဒီစာတကားနှစ်မှာဆိုရင် အမတ်ဒရာအမတ်ဒရာဆိုတာကလည်းအမတ်ဆိုတဲ့ဒီနော်ဒီစလုံးနဲ့တူတူပါပဲ။ဒါပကန်ခစ်သုံးစကားဖြစ်ပါတယ်။ဒီပေမယားအမတ်ဒရာတွေကဒီယခုခစ်စကပီနေမှာဆိုရင်ဒါတွေ့မတွေ့ရတော့ပါဘူး။ဒါကြောင့်ဒါတွေကဒီယခုခစ်ခစ်ကာလပြောင်းလာတာနဲ့အညီဇာရီရဲ့ရေဟန်ပကန်ခစ်ကရေဟန်အင်းဝါခစ်ကရေကန်သတိပဲ KSS ကရေဟန်တွေက ပြောင်းလဲတိုးတက်လာတာကိုတွေ့ရှိရပါမယ်။ပြီးတော့သူတို့ရဲ့ ခင်းနဲ့တွင်ပင်ဟန်ပန်ခြင်းအားလဲကွာခြားတာကိုလ ీల တွေ့ရှိရမှာဖြစ်ပါတယ်။ဝကြဖက်ရာတွင်လဲထို့အတူပင်ဖြစ်ပါသည်။တင့်မှ ထိုမင်းဤပေမယားတယောက်သောတယောက်သောကဟူသောဖွဲ့ပုံမျိုး ပြီးတော့ထိုပေမယားသာယာဇကုမာရမြည်သောအားဟူသောအဖွဲ့ပုံမျိုး နှင့်မှ ထိုမတ်ဤတင်းညိုင်း၌ကူကားတရာစွာ၍ဤမယားပြုပေသောတီဟူသောဖွဲ့ပုံစံ ဖွဲ့ပုံမျိုးတွေကိုယခုခေတ်တွင်မတွေ့နိုင်ပါခုနကပြောခဲ့တဲ့ပေမယားတို့ဒီအမတ်ဒရာတွေကဒီပကံခင်မှာတုံးခဲ့စကလုံးရဲ့စကလုံးရဲ့ဒီကွဲပြားဟန်နေပေါ့နော်ခုကဝကြဖွဲ့တဲ့အခါမှာလည်းပဲဒီဥမာတက်မှာတရကတက်မှာဆိုရင်ဒီမျိုးထိုမင်းပေမယားတယောက်တော့ကဟူတော့ဖွဲ့ပုံမျိုးတွေပြီးတော့ထိုပေမယားသားရာဇန်ကုမာရမြည်တော့အားဆိုတဲ့အဖွဲ့ပုံမျိုးတွေ ထိုအမဲဤတင်ကြိုင်၌ဂူကာတရားစွာ၍ဤမယားပြုပေသောဒီဆိုတဲ့အဖွဲမျိုးတွေကိုဒီခစ်စကပြီမှာမတွေ့ရတော့ပါဒါခစ်နဲ့ဒါဒီစကပြီအကွာချားဟန်ပန်မှုကွာချားပုံကိုလိလာတွေ့ရှိနိုင်ပါတယ်အခင်းနဲ့ညီကြတွေကဒီစကားအသုံးနှုန်းနေအများနားလည်နိုင်တဲ့စကားအသုံးနှုန်းနေဝကြဖွဲ့ပုံစံလေးကိုအသုံးပြုပြီးတော့ရေးသားရတာ ဖြစ်ပါတယ်။ယခုကိဝကြဟန်ဖြစ်ဖွဲ့လင်ထိုမင်းဤတယောက်သောပေမယားကထိုယာစကုမာရမြည်သော ပေမယာတာအာထိုအမဲဤတင်ကြိုင်၌ဂူကိုမယားကတရာတရားထက်တန်စွာပြုပင်ဤစသည့်ဟံမျိုးဖြစ်ဖွယ်ရှိပါသည် ထို့ပြင်ပြီ၌အာကျွန်သုံးရွာသောနှစ်တီတရာစွာရှိ၍ဟူသောနောက်ဆက်သုံးပုံများသည်လဲယခုခေတ်သုံးဟန်နှင့်နှိုင်းရှင်လျင်အလွန်ထူးခြားနေပါသည်ယခုခေတ်သုံးလျင်ပြီ၌ကျွန်သုံးရွာနှစ်တရာ၍စသည့်ဟံမျိုးသာ ဖြစ်ဖွယ်ရှိပါသည် ထိုဟန်မျိုးသည်ပကံခေစကပြေများ၌ရေပူရတွေ့ရသောဟန်မျိုးဖြစ်၍ပကံခေစကပြေဟန်ဟုခေအတွင်ပြင်အဖြစ်ဖော်ပြရခြင်းဖြစ်ပါသည်။ဒါကြောင့်နောက်ထပ်ဒါခုနပြောတဲ့စကလုံးတွေကိုဒီခေကခေရဲ့ရေးဟန်နဲ့ဝကြဟန်နဲ့ဖွဲ့မယ်ဆိုရင်ထိုမင်းဤ တယောက်တော့ပေမယားကားတို့ပြီးတော့ထိုရာဇာကုမာမီတော့ပေမယားသားအားတို့ထိုအမဲဤတင်းကြိုင်း၌ဂူဂူမယားကတရားတရားထက်တန်စွာပြုပီဆိုတဲ့ဒီဟန်မျိုးကိုဒါကုတ်ခိနဲ့ရေးမယ်ဆိုရင်တွေးရှိရပါတယ်ပြီးတော့ဒီနောက်ဆက်သုံးပုံတွေဖြစ်တဲ့တီနိုင်အားတို့ကျွန်သုံးရွာတော့နှစ်တီတရားရှိ၍တရားစွာရှိ၍ဆိုတဲ့ဒီနောက်ဆက်သုံးပုံတွေကလည်းဒီထူးဆန်းနေတာတွေ့ရမြတ်တော့ရခိုင်ကနေပြန်ပြီးတော့ပြောမယ်ဆိုရင်ဒီနိုင် ကျွန်းသွုံးရွာနှစ်တရာရွေဆိုတဲ့ဟန်ပန်မျိုးနဲ့ပြန်ရေးရမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီဇလုံးတွေကဒီပကံခိမှာတွေ့ကြရတဲ့စကပီပကံခိစကပီတွေမှာတွေ့ရတဲ့ရေပူရဟန်တွေမျိုးမျိုးဖြစ်တဲ့အကြောင်းမို့ဒါတွေကိုပကံခိစကပီဟန်ဆိုပြီးတော့ဒီခိရဲ့ဒီပကံခိရဲ့တွင်ပြင်းတွေကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ထိုသောဘောတိုင်းမင်းအင်းဝါခေစကပြေဟန်တာငုခေစကပြေဟန်ဂုံမောင်ခေစကပြေဟန်ကိုလိုနီခေစကပြေဟန်စသည်ဖြင့်ခိအသွင်ပြင်ဖြင့်ပိုင်းကန့်လိလာနိုင်နိုင်သည်ကြီးဖြစ်ပါသည် ခိတကီဇကပြီအဖွဲများကိုကြဲကြဲပြန့်ပြန့်လေးလာကြည်လေလေထိုခိဇကပြီဟန်သည် ပို၍ထင်ရှားလေဖြစ်ပါသည်အဲ့လိုပဲပကံခင်းမှာသူရဲ့တွေ့ရတဲ့ဒီစကလုံးသုံးနည်းဝါကြဖွဲပုံတွေကပကံခင်းစကပြေဟန်လို့ပြောလို့ရအောင်အင်းဝါခေစကပြေဟန်တန်ငူခေစကပြေဟန်ကုံးမောင်ခေစကပြေဟန်ကိုလိုနီခေစကပြေဟန်စသဖြင့်ဒီခစ်ခစ်တိုင်းမှာသူတို့ရဲ့သုံးနှုံးနဲ့စကားသုံးနှုံးနေစကလုံးသုံးနှုံးနေပြီးတော့ခေါ်ဝေါ်တွေဝါကြတီဆောက်ပုံတွေကတော့အကန့်ကန့်နဲ့လိလာနိုင်တာဖြစ်ပါတယ်ပြီးတော့ခစ်တခိရဲ့ဒီစကပြေအဖွဲတွေကိုသူကကြေကြေပြင်းပြင်းလိလာကြည့်ဒီလေးအဲ့ဒီခေရဲ့စကပြေကပို့ပြီးတော့ထင်ရှားလာလေးပဲဖြစ်ပါ ါတယ်။ဒါဆိုရင်အချင်းချင်းနည်းနည်းဆရာပြောမယ်ဆိုရင်ဒီစကားပြေးရေးဟန်မှာဆရာခင်းနဲ့အညီစကားအသုံးလုံးဝါကြတိဆောက်ပုံတွေကိုဆရာကနေပြောနည်းနည်းမေးကန့်တက်ပြီးတော့သုံးရတာဖြစ်ပါတယ်။နံပါတ်1ကဒီစာရေးသူဤပင်ကိုဇိုက်တွင်ပြင်စာရေးသူဤပင်ကိုဇိုက်တွင်ပြင် လက္ခဏာဖြစ်ရေးဟန်ဟူသော စကားကိုနည်းနည်းမေးကန့်တက်ကသုံးတက်ကြပါသည်သည်အကြောင်းမူလူတိုင်းလူတိုင်းတွင် အခြားသူများနှင့်ကွဲပြားခြားနာသောပင်ကိုဇိုက်ရှိမြဲဖြစ်သောကြောင့်ပင် စာရေးသူတဦး၏ပင်ကိုတွေးပုံခန်းစားပုံ ရေးပုံဟူသော ပင်ကိုလက္ခဏာအရသူ့ရေးဟန်သည် သူ့ပင်ကိုဇရိုက်တွင်ပင်အဖြစ် ပုံပေါ်လိုက်ပုံပေါ်လိုက်ရမည်ဖြစ်သည်စကားပြောသည့်အစဉ်ကိုကြည်လျင်ပင်မြည်သည့်ပုပ်ကိုနှစ်ယောက်မြည်သည့်ပုပ်ကိုနှစ်ယောက်ပင်ဖြစ်စေတယောက်နှင့်တယောက်စကားပြောပုံချင်းထတ်တူထက်မြမတူညီမတူနိုင်ကြောင်းတွေ့နိုင်ပါသည်အတန်ထွက်ပုံလေယူလေသိန်းစကားသုံးပုံစသည်ဖြင့်အသွင်ကွဲပြားသည့်ကြီးဖြစ်ပါသည် လူမမြင်ရဘဲစကားပြောတန်ကြံ့ယုံနှင့်ဘယ်သူဘယ်ဝါမှန်းခွဲခြားတိခြင်းမှလည်းထိုသူတွင် အခြားဘယ်သူနှင့်မျှထတ်တူထက်မြမတူသော ပင်ကိုဟန်ရှိသောကြောင့်ဖြစ်ပါသည်ထို့အတူစာရေးသည့်အဆင့်တွင်လည်းစာရေးသူတိုင်းစာရေးသူတိုင်းတွင် အခြားမိသူမျှမိသူနှင့်မျှထတ်တူထက်မြမတူသော ပင်ကိုဟန်ရှိမည်ဖြစ်ပါသည်စကားသုံးပုံဝကြဖွဲ့ပုံစသည်တို့ကသူ့ပင်ကိုဟန်ကိုပေါ်ပြနေပါသည်စာရေးတဲ့သူတယောက်မှလည်းသူ့ရဲ့ ပင်ကိုတွေးပုံသူ့ရဲ့ပင်ကိုခံစားပုံပင်ကိုရေးပုံဆိုတဲ့ဒီလက္ခဏာရဒီသူ့ရဲ့ရေဟန်ကလည်းသူ့ရဲ့ပင်ကိုစရိုက်အတွင်ပင်ကိုပုံပေါ်လာရမြင်ဖြစ်ပါတယ်နော်ကိုကပြသူ့ရဲ့ပုံစံတိုင်းရေးတဲ့ပင်ကိုဟန်လည်းရှိမြဲဖြစ်ပါတယ်အဲ့လိုလိုမျိုးဆိုသူ့ရဲ့စကားသူ့ရဲ့စကားလုံးလေးတွေကိုတုံးတဲ့ပုံစံလေးတွေသူ့ရဲ့ဝကြလေးတွေကိုဖွဲ့တဲ့ပုံစံမျိုးတွေကလည်းသူ့ရဲ့ပင်ကိုဟန်ကိုဒါလေးကပေါ်ပြနေပါအဲ့တော့စာရေးဆရာတိုင်းမှာသူ့ရဲ့ပင်ကိုဟန်နဲ့ သူစကလုံးသုံးတဲ့ဟာလေးတွေဝါကြဖွဲ့ပုံစံလေးတွေကမတူညီဘဲနဲ့သူရဲ့ဒီစာရေးဆရာရဲ့ပင်ကိုဟန်ကိုဒီဟာလေးတွေညာနေပြီးပေါ်ပြနေတာကိုတွေ့ရှိရပါတယ်။ဒါတွေအလုံးကလည်းဂျာရီကစာများများဖတ်မှလည်းတီမာဖြစ်ပါတယ်။စာမဖတ်ဘဲနဲ့ဒါတွေကတော့မသိနိုင်ပါဘူး။ထိုအချက်နဲ့ပတ်သက်၍ဆရာကြီးဥညာရကစာရေးဆရာကြီးများ၏အရေးသားကိုဖက်ရည်ဝါနေသောစာဖတ်သူတဦးသည်စာကိုဖက်ယုံနှင့်မြည်သူလက်ရာဟုကောင်းစွာခန့်မှန်းနိုင်ခြင်းမှာရေးသူ၏ ပင်ကိုဟန်တီးချရှိနေသည်ကိုအမှတ်တရဖြစ်မိသောကြောင့်ဖြစ်သည်ဟုဆိုဖူးပါသည်အဖက်ရွာနေတဲ့စာဖတ်သူတူကဒီစာကိုဖတ်လိုက်တာနဲ့ဘသူရဲ့လက်ရလဲဆိုတာကိုကောင်းစွာခံမနိုင်တာဟာသူရေးတဲ့သူရဲ့ပင်ကိုဟန်တီးချရှိနေတာကိုအမှတ်တရဖြစ်မိနေတာကြောင့်ပဲဖြစ်ပါတယ်လို့ဆိုဖူးပါတယ် စာရေးသူတဦးနဲ့တဦးပင်ကိုစီရိုက်ကိုအကြောင်းပြု၍ရေးဟန်ခြင်းဌာနပုံနှင့်ပတ်သက်၍သိပ္ပံမောင်ဝါကတခင်ကိုရောမိုင်းနှင့်လေရီပန်ဒီနာဥမောင်ကြီး၏ဥမောင်ကြီးတို့၏ရေးဟန်ခြင်းကြွားချပုံကိုဤသို့နှိုင်းရှင်ပြပူပါသည်တခင်ကိုရောမိုင်းရေးသားရေးသားသောစာများမှာထက်ထက်မြက်မြက်ရှိလာ၏စာဖတ်သူတို့အားသူ့လိုရာသို့အတင်းသွေးဆောင်ခေါ်ယူသွားလေရှိထိုသူတို့အားစဉ်းစားနေရန်အချိန်မပေးသူ့ဆိုလိုရင်းသဘောသို့ ချက်ချင်းလိုက်ပါသွားရလေသည်တခင်ကိုရမန်းရည်သားသောစာများမှာမြင်းဆိုင်တကဲ့သို့ဒိုင်းတိုင်းနိုင်တိုင်းနှစ်သာနေလေတော့သည်ဥမောင်ကြီးရည်သားသောစာမှာကနူးနူးညံ့ညံ့တိမ်တိမ်မွေ့မွေ့ရှိပြီးလျင်စာဖတ်သူနဝင်ချုံအောင်ရည်သားလေးရှိသည်ရှိလေသည်မိမိဆိုလိုရင်းတို့ စာဖတ်သူတို့လိုက်လာစေရန်တာယာညင်းပြောင်းတိုက်တွန်းလေးရှိ၏သူနှင့်သဘောမတူတော့လဲသူ့အစွဲကောင်းသောကြောင့်သဘောတူလိုက်ရလေတော့သည် အဝင်ဒီမှာကဒီစီစံတိတ်တိတ်ပန်မောင်ဝါကဒီစာရေးဟန်ခြားနာပုံကိုသွားနှဒီဆရာကြီးတခင်ကိုရောမိုင်းနဲ့ဆရာကြီးလယ်ဒီပန်တီတာဥမောင်ကြီးတို့ရဲ့ရေးဟန်ကိုအမှရှင်းပြထားတယ်။ဒီဆရာကြီးတခင်ကိုရောမိုင်းရဲ့ရေးသားစာတဲ့ဟာကြရေးသားတဲ့စာတွေကြတော့သူတက်တက်မြက်မြက်ရှိတယ်။ဒီစာဖတ်တဲ့သူတွေကိုသူ့ရဲ့လိုရာကိုအတင်းသွေးဆောင်ပြီးတော့ခွာသွားတတ်တယ်။ ပြီးတော့သူစာဖတ်သူကိုစဉ်းစားနေချိန်မပေးဘူးသူဆိုလိုရင်းသဘောကိုဒီချက်ချင်းလိုက်ပါသွားလေးရတယ်ပေါ့နော်အဲ့တော့တခင်ကိုယ်တော်မိုင်းရေးတဲ့စာတွေကဆိုသူမြင်းဆိုင်လိုပဲနော်ဒီချက်ချင်းမဲ့ဆိုဖတ်နေရင်းနဲ့တော့တန်းတန်းတန်းပေါ့နော်အဲ့လိုမျိုးတိုင်းတိုင်းတိုင်းနဲ့တန်းနေလီတော့ဆိုတော့ဖတ်တဲ့ခါမှာသူကဟိုနှင်းသားမှုမရှိဘူးနော်ဒါသူပြောချင်တဲ့ဒိတ်ပဲကိုတိုက်ရိုက်ပုံပွင့်နေလင်ခါရဲ့လိုချင်တဲ့အဟာအချက်ကိုဆွဲဆောင်ပြီးခေါ်သွားတာ ပြီးတော့စာဖတ်တဲ့သူကိုစဉ်းစားနေချိန်မပေးဘူးချက်ချင်းငငယ်မဲ့ ဇလန်းပြောင်းသွားတာပေါ့နော်အဲ့လိုအချင်းပြောင်းနေရှိတယ်ဒီဥမောင်လက်ရီပနေနဲ့ဥမောင်ကြီးရေးတဲ့ရေးသားကြတော့သူကနူးနူးညံ့ညံ့တိမ်တိမ်မွေ့မွေ့ရှိတယ်ဒီစာဖတ်သူကိုနဝင်းချိုအောင်ရေးသားလေးရှိပြီးတော့ကိုဆိုလိုရင်းကိုဒီစာဖတ်သူကလိုက်လာစေအောင်တာယာညင်းပြောင်းတာယာညင်းပြောင်းတယ်မှာတိုက်တွန်းလေးရှိတယ်ပေါ့နော်ဒါပေမဲ့သူသူနဲ့သဘောထားချင်းမတူတော့ညာလဲပဲဒီစာရေးဆရာရဲ့ဒီဆွဲဆောင်မှုကြောင့်နော်ဒါဒါသဘောတူလိုက်ရတဲ့မျိုးလေးတွေတွေ့ရပါတယ် ဤသို့ဖြင့်စာရေးသူတဦးနှင့်တဦးပင်ကိုဇရိုက်သွင်းပြင်ချင်းဌာနသည့်အလျောက်ရေးဟန်ခြင်းလဲဌာနကြောင့်ကိုသိနိုင်ပါလားဆိုတော့ဒီဖြင့်ဒီစာသူ့ရေးစာရေးဆရာရဲ့သူ့ရေးသားတဲ့ဟာတွေကလည်းသူ့ရဲ့ပင်ကိုဇရိုက်သွင်းပြင်ဌာနတို့လိုပဲသူရေးဟန်ခြင်းကလည်းကွဲပြားခြားတာကိုလေ့လာတွေ့ရှိရပါတယ်။နံပါတ်3ကစာရေးသူ၏စေတနာသွင်းပြင် စာရေးသူတိုင်းတွင်ကိုပင်ကိုရေးဟန်ရှိစေကမူစာရေးသူတဦးဤအရေးသားဒီပင်သူ့ရည်ရွယ်ချက် ူရေးသည့်အကြောင်းအရာသူစာဖတ်ပရိသတ်စသည့်အခြေအနေအရရက်ကိုထောက်ချင်ဖြစ်ပေါ်လာရဖြစ်ပေါ်လာသည့်သူစေတနာပေါ်တွင်မူတည်၍ဟန်မျိုးမျိုးကွဲပြားနိုင်ပါသည်တို့ဖြင့်ရေဟန်ဟူသောဇကားကိုစေတနာအရပုံပေါ်လာသောအတွင်ပြင်လက္ခဏာအဖြစ်နန္နမိတ်ကန့်တတ်၍သုံးလေးရှိပါသည် ။ဒါဆိုရင်ဆရာတွေကစာရေးတယ်ဆိုတာကဒီစာဖတ်တဲ့သူကိုကအကြောင်းအရာတစ်ခုကိုအတိပေးကျင်တာမျိုးမျိုးဖြစ်စေပြီးတော့ဒီသင်ခန်းစာပေးကျင်တာဖြစ်စေဘဝအတွေ့အကြုံကိုပေးကျင်တာဖြစ်စေပြီးတော့ခွန်အားအားပေးကျင်တာဖြစ်စေဆရာတွေကစာအဲ့အကြောင်းမျိုးမျိုးစာရေးသူရဲ့စေတနာရည်ရွယ်ချက်အဲ့ဟာတွေစာစာတွေကိုဟိတရတာဖြစ်ပါတယ်ဒီစာရေးသူဆရာရေးစာတိုင်းမှာစာရေးသူတိုင်းမှာပင်ကိုဟန်ရှိစေလိုပဲအဲ့ဒီစာရေးသူတို့ရဲ့အရေးသားကလည်းသူ့ရဲ့ရည်ရွယ်ချက်သူရေးရမယ့်အကြောင်းအရာသူ့ရဲ့စာဖတ်ပရိသတ် စသည်သူအခြေအနေကိုထောင့်ချင်ပြီးတော့သူ့ရဲ့စေတနာပေါ်မှာမူတည်ပြီးတော့ဟန်အမျိုးမျိုးလဲပြပါတော့ဒါဆိုရင်ဆရာကဒါဘယ်လိုပြောချင်လဲဆိုတော့ဆရာကဒါဆိုရင်လူငယ်ပရိသတ်ကိုလူငယ်ပရိသတ်အတွက်ရေးနေတဲ့စာရေးဆရာဆိုရင်သူ့ရဲ့စာဖတ်ပရိသတ်ကလူငယ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့သူ့လူငယ်တွေမှာဖြစ်လေဖြစ်တာရှိတဲ့အကြောင်းအရာတွေ င်ငန်းစာပေးလို့တဲ့အကြောင်းအရာတွေစောင့်ရန်ရှောင်ရန်နေကျုံသူကရေးကျင်နေဆိုရင်သူ့ရဲ့အခြေအနေပေါ်သူ့ရဲ့စေတနာပေါ်မူတည်ပြီးတော့ရေဟန်ကလည်း꽌ပြသွားပါအဲ့လိုမဟုတ်ဘဲနဲ့ဒီဒီအသက်လက်ပိုင်းအသက်ကြီးပိုင်းတွေကိုဖတ်တဲ့ဒီတရားဓမ္မအစာတွေကိုရေးတဲ့ဖားရေးဆရာမျိုးဆိုရင်သူဖတ်တဲ့စာဖတ်ပရိသတ်ကလူကြီးသူမှဒီဖြစ်တဲ့အတွက်ကြောင့်မလို့ရေးဟန်ကလည်း꽌ပြသွားတာကိုတွေ့ရှိရပါအဲကြောင့်သူကဒီမှာ ီစေတနာသိမ့်မြင်ဆိုတာကဒီစာရေးသူရဲ့ရည်ရွယ်ချက်သူရေးရမယ့်အကြောင်းအရာသူ့စာဖတ်ပရိသတ်ရဲ့အခြေအနေပေါ်ထောက်ချင်ပြီးတော့ဖြစ်ပေါ်လာတဲ့စေတနာပေါ်မူတည်ပြီးတော့ဟန်နေတဲ့ကွဲသွားပါတယ်စကားကိုစေတနာအရာပုံဖော်လာတဲ့တွင်ပြင်းနဲ့ငါတို့ကဒီမှာဆိုရင်သူရေးဟန်မှလည်းပဲဒီစကားကိုသူ့ရဲ့စေတနာအရာဘာတွေပြောချင်နေတာလဲဘာတွေအတိပေးချင်နေတာလဲဆိုပြီးတော့ဒီတွင်ပြင်းလက္ခဏာတွေပေါ်လာတာတွေ့ရပါတယ်ဆိုပါစို့လူတွေရောက်ဒီစကားပြောရာ၌လေးနက်သောပညာရဲ့အကြောင်းကိုပြောလျင်တီတီကြကြတီတီခန့်ခန့်ပြောပြလိမ့်မည် ကိုတွေ့ဖြစ်ရဲ့အကြောင်းပြောလျင် ပေါ့ပေါ့ပါပါတွတ်တွတ်လက်လက်ပြောပြီးလိမ့်မည်အတင်းအပြင်းပြောလျင်ရိုး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 တေးတေးထိကငော့ကပြောလိပြောပြီးလိမ့်မည်ထို့အတူထိုးသူသည် အထက်အရာရှိနှင့်ပြောသည့်အခါတိမ်တိမ်မှွင့်မှွေပြောပြီးလိမ့်မည်လောက်ငယ်သားနှင့်ပြောသည့်အခါတီတီမှန်မှန်ပြောပြီးလိမ့်မည်အိမ်သူတထားနှင့်ပြောသည့်အခါချစ်ချစ်ခင်ခင်ကျင်ကျင်နနာ ပြောပေလိမ့်မည်။တငယ်ချင်းနှင့် ပြောတဲ့အခါရင်းရင်းနှီးနှီးနောက်နောက်ပြောင်ပြောင်ပြောပြလိမ့်မယ်။တခုနဆရာပြောသူလိုပဲကိုယ့်ရဲ့စာဖက်ပရိသတ်ကလူငယ်တွေဖြစ်တယ်ဆိုရင်စာသုံးနှုန်းနဲ့စကားလုံးလေးတွေကလူငယ်အကြိုက်စကားလုံးလေးတွေကိုကျတော့သုံးနေရအဲ့လိုပဲဒီသူကစကားပြောတဲ့အခါမှာဆိုလည်းပဲကိုကဒီလေးနဲ့တဲ့အကြောင်းတရားကိုပြောတယ်ဆိုရင်တိတိကျကျနဲ့ပြောတိတိကျကျတိတိခန့်ခန့်နဲ့ပြောမယ် ကိုယ့်ရဲ့ကိုတွေ့အကြောင်းအရာလေးတွေကိုပြောမယ်ဆိုရင်ပေါ့ပေါ့ပါပါလေးတွတ်တွတ်လိုက်နဲ့ပြောလိမ့်မယ်အတင်းဖြင်းပြောမယ်ဆိုရင်တော့ယူယူတိတိထိကငော့ကနဲ့ပြောလိမ့်မယ်တဲ့ပြီးတော့အဲ့လူကအထက်ရာရှိနဲ့ပြောတဲ့အခါမှာဆိုရင်တိမ်တိမ်မှွင့်မှွေပြောပေးလိမ့်မယ်လောက်ငယ်သားနဲ့ပြောတဲ့အခါမှာဆိုရင်တီတီမှန်မှန်လေးပြောလိမ့်မယ်အိမ်သူတတားကိုယ့်ရဲ့ချစ်ခင်နဲ့ဇနီးနဲ့ပြောတဲ့အခါမှာဆိုရင်ချစ်ချစ်ခင်ခင်ကြည်ကြနနာလေးပြောလိမ့်မယ်ကိုယ့်ရဲ့တငယ်ချင်းနဲ့ပြောတဲ့အခါမှာဆိုရင်ကွာယင်းနီနောက်နောက်ပြောင်းလေးပြောပေးလိမ့်မယ်ဒါဆိုသူရဲ့လူပေါ်ကိုယ့်ရဲ့ ဒီစာရေးစာရေးဆရာကလည်းသူ့ရဲ့စာဖတ်ပရိသတ်ကဘလို့လူနေအများစုရှိတယ်အဲ့ဒီဘောကိုမူတည်ပြီးတော့သူ့ရဲ့စေတနာကြောင့်ဒီသူ့ရဲ့ရေးဟန်တွေကလည်း꿰သွားတယ်လို့ပဲသူကအဲ့အလေးကိုထင်ရှားအောင်ဆိုဥပမာလေးနဲ့ပြတာစကားပြောတဲ့အခါမှာဆိုလည်းပဲသူ့ရဲ့လူနေရအဆင့်အတန်းเนาะပြောတဲ့အကြောင်းအရာဘောကိုမူတည်ပြီးတော့သုံးနှုန်းနဲ့စကားဟန်တွေစကားလုံးတွေဟန်တွေပန်တွေကလည်းမ꿰꿰ပြတာကိုဒီအောက်မှာတရကလေးနဲ့ပြထားတာဖြစ်ပါတယ် ဤသို့ဖြင့်စကားပြောသူတဦးအဖို့ပြောသည့်အကြောင်းအရာပြောသည့်ရည်ရွယ်ချက် နားထောင်သူ၏အနေအထားစသည်တို့ကိုလိုက်၍ပေါ်ပေါက်လာသော သူစေတနာအရာပြောဟန်မျိုးမျိုးကွဲပြားသွားတတ်မြဲဖြစ်ပါသည် ထို့အတူစာရေးသူတဦးအဖို့လည်းအကြောင်းအရာရည်ရွယ်ချက်စာဖတ်သူအနေအထားစသည်တို့ကိုလိုက်၍ပေါ်ပေါက်လာသော သူစေတနာအရာ ရေဟန်မျိုးမျိုး क्वे ပြတတ်မြင်ဖြစ်ပါတယ်အဲ့လိုမျိုးဒီစကားပြောတဲ့အခါမှာဆိုတဲ့ဒီပြောဆိုသူတဦးဖို့ပြောတဲ့အကြောင်းအရာပြောတဲ့ရည်ရွယ်ချက်နားထောင်သူရဲ့အနေအထားပေါ်လိုက်ပြီးတော့နော်ဒီပေါ်ပေါက်လာသလိုမျိုးပဲဒီစာရေးတဲ့အခါမှာလည်းသူ့ရဲ့ပေါ်ပေါက်လာတဲ့စေတနာအရာဒီသူ့ရဲ့ရေဟန်နဲ့အတုံးနှုံးတွေကလည်း क्वे ပြသွားတာဖြစ်မြင်ဖြစ်ပါတယ်ရှင်ဟန်ဤတွင်ပြင်သုံးရက်ကိုခြုံကြည့်လျင်မြည်သည့်ခစ်တွင်ပေါ်ပေါက်လာသည့်ဖြစ်စေမြည်သူရေးသည့်ဖြစ်စေ စာရေးသူကြီးရည်ရွယ်ချက်ပြီးမြောက်အောင်အကြောင်းအရာပေါ်လွင်အောင်စာဖတ်သူနဲ့ live ဖတ်အောင်ရေးထားသော ရေးဟန်မျိုးဖြစ်လျင်ကောင်းသည်ပင်ဖြစ်ပါဖြစ်ပါသည်တို့ဖြင့်ရေးဟန်ဤသင်ပြန်သုံးရက်တွင် နောက်ဆုံးဖော်ပြသောစာရေးသူဤစေတနာသင်ပြန်သည်အရေးပါဆုံးဖြစ်ကြောင်းထင်ရှားပါသည်စာရေးတယ်ဆိုတာကကိုကနေပြီးတော့အကြောင်းအရာတစ်ခုကိုပြောပြခြင်းနဲ့အကြောင်းအရာတစ်ခုကိုအတိပေးခြင်းနဲ့ကိုတွေ့ရတဲ့အကြောင်းအရာကိုမြင်ရတဲ့အကြောင်းအရာဟာလားဖတ်ပြီးဖြစ်စာဖတ်သူကိုကိုကဘူတုဒ္ဒရီပြီးခြင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီရေဟန်သုံးမျိုးထဲမှာမှဒီစာရေးသူရဲ့စေတနာသွင်မြင်ကအရေးပါဆုံးဖြစ်တယ်ဆိုပြီးတော့ထင်ရှားပါတယ်။ဒါကိုတော့ဒီဆရာကြီးမောင်ခင်မင်းတနုသူရဲ့စကပြေတဘောတဘောတရားစကပြေတက်ပညာဆောင်မှာကရနာဖြစ်ပါတယ်။ခုနကဆရာတင်ကြားပေးခဲ့တဲ့ဒီဒီထဲမှာတဲ့မှာမှဆရာရိကပါလေအမားမှန်ကွက်လက်ပြေတွေကိုထွက်တာဖြစ်ပါဒါကတော့အမားမှန်ဖြစ်ပါတယ်။ဒါကတော့ကွက်လက်ပြေဖြစ်ပါတယ်။ဒါကတော့အမှန်ရွေးဖြစ်ပါတယ်ဒီမနေ့ကဒီ Serenity Great စနစ်တည်တင်ဦးမှာဆိုရင်ဇာရင်ငါးမှတ်တံအနေနဲ့ကသူကဒီ ဟုတ်အောင်ကျင်းမြန်မာရေးမှာဆွေးနွေးခဲ့တာကဒီအရေးပိုင်းသင်ကန်းစာ၅မှတ်တမ်းကိုမမေးဘဲနဲ့ဒီအရှိပိုင်းကအပိုင်း၁အပြောသင်ကန်းစာတွေကမေးမယ်လို့ပြောတယ်ဒီနေ့ကတော့ဒီဒီတဲ့ကနေပြီး၅မှတ်တမ်းမေးမလားမေးလားတော့မသိသေးပါဘူးဒါပေမဲ့၅မှတ်တမ်းမေးလာခဲ့သည်ရှိတော့ကိုယ့်ရဲ့ဒီမှာသင်ကြားရတဲ့ဒါတွေကဒီလက်တွေ့ဘာသာရပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကဒီမှာသိချာလေးကိုနားလည်မှတ်သားလိုက်ဖားတာလေးကို၅မှတ်တမ်းလေးပြန်ပြီးတော့ဖြေလို့ရပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ကန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandey Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်